ာရခတ်တက်တော် AA ဥဆောင်သောတော်လိုင်းမဟာမေတပ်ဖွဲ့ဝင်များသည်ယမနစ်ကစစ်ကောင်စီဝင်ရောက်တက်ဆွဲထားသည့်စစ်လက်ထောက်ပိုးစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟုသိရပါနှင့်ဂျမနီကစပီ AA ကထောစစ်စင်တိုက်ခိုက်နေသည့်စစ်လန်အပါအဝင်နေရာတောင်းခုလောက်တွင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်ဟုမြေပြင်စစ်ရေးတရင်ရင်းမြစ်တအူးကနေဝင်စရာတရင်ထံတော်ကိုပြောပါရယ်ဒီမှာဖြစ်နေတဲ့တိုက်ပွဲကိုထောက်ပေါက်လောက်နေတဲ့စစ်လန်ချေးရွာစခန်းကိုတော်လန်ရစ်တပ်ဖွဲ့တွေကတပြိုင်နက်ထောစစ်စင်တိုက်ခိုက်နေတယ် နောက်တိုက်ပွဲတစ်ခုကကပ္ပစ16ကနေ63လုံးပွိုက်ကုန်းကိုထိုးစစ်ဆင်လာတဲ့စစ်ကြောင်းကို AA နဲ့တော်လန်ရစ်တပ်ဖွဲ့ကဖျက်တိုက်တော့ကပ္ပစ16နဲ့666ပွိုက်ကုန်းကြမှာတိုက်ပွဲအပြင်းအထန်ဖြစ်နေပါလေဟု၎င်းစစ်ရဲတရင်ရင်မြစ်ကပြောဆိုပါလေလက်ရှိနှစ်ဖက်တိုက်ပွဲများသည့်စစ်လန်တစ်ခုတည်းတွင်မဟုတ်ဘဲလီလာတောင်ညာချေတောက်ပဝင်ချင်းတို့တွင်ထိပွားနေသည်ဟုပြောပါလေရိုးလန်းထက်ကလေလာတောင်စစ်လန်ညောင်ချီတော့တို့မှာတိုက်ပွဲဖြစ်နေတယ် တောင်ကုန်းဦးရှိပင်ရိုးတောင်လမ်းတချောင်းလိုတောင်ပြောလို့ရလေနေရအများပြားမှာဖြစ်နေတာ point 666နဲ့ကပစ16အကြောင်းမှာရော ဖြစ်နေတာစကမဖတ်ကလည်းလေချောင်းပစ်ကိုအတွေးလိုက်ဒုံးဒီနဲ့ပါပစ်နေတာလက်နက်မျိုးစုံနဲ့ဖြစ်နေကြတာဟုပြောပါတယ်အင်အား200ခန့်ဖြင့်666 point 9ကိုထိုးဖောက်ဝင်ရောက်လာသည့် ကပ္ပစ16မှာစစ်ကြောင်းနဲ့ကြောင်းတီ AAE တပ်ခွင်တဲ့ကြောင်းပိမိနေပြီးရှေ့တိုးမရနောက်ဆုံးမရအခြေအနေများဖြင့်ရင်ဆိုင်နေရသည်ဟုဆိုပါတယ် AA တိမ့်ပိုက်ထားသော0.666လုံးကုန်၌ပြန်နေရဝင်ယူထားသည့်စစ်ကြောင်းတွင်စားနယ်ရိခာပြတ်လတ်နေသဖြင့်စစ်ကြောင်းနဲ့ကြောင်းတီစစ်ကူနယ်ရိခာလာပိုတာသည်ဟု၎င်းကပြောပါတယ် 63လုံးပွင့်ကုန်းကပိတ်မိနေတဲ့အဖွဲကစားနဲ့ရိတ်ခါပြတ်နေတော့စစ်ကူနဲ့ရိတ်ခါလာပို့တာပေါ့အခုလမ်းမှာဖြတ်တောက်တိုက်ခိုက်ခံနေရတယ်ဟုပြောပါပါတယ်စစ်ကောင်စီသည်666ပွင့်ကုန်းတွင်ပိတ်မိနေသည့်တပ်ဖွဲ့ဝင်များကို စားနဲ့ရိတ်ခါအချို့လေကြောင်းမှထောက်ကူပြုနေတော်လဲလုံလောက်မှုမရှိ၍အချို့မှထွက်ပြေးသလိုအချို့မှအလန်းဖြူထောင်းပြီးအရခတတတော်ဟန်လက်နက်ချအညံခံလာကြသည်ဟုသိရပါတယ် ဒေတာတရင်ရင်မိတူဦးကလည်းအရခတတတ်တော်ထတ်မှန်ဝိုင်းဝင်းပိစုထသည့်666.9ကစစ်မှုထမ်းတက်သားတင်များမှာအေအေနှင့်ညင်ဆိုင်စစ်မတိုက်လိုက်၍နေစဉ်ထွက်ပြေးနေကြသည်ထင်အေအေကနေတိုင်းလိုလို2ယောက်စ3ယောက်စဖဲမိနေသည်ဟုပြောပါရယ်အာရခတတက်တော်ဤနိုဝင်ဘာလ17ရက်နေ့ထုတ်ပြန်ချက်ထဲတွင် ကပ်ပဇတ်16အနီးတိုက်ပွဲများအတွင်းမှဖက်စစ်အကြမ်းဖက်စစ်တပ်မှတပ်သား16ဦးကိုနိုဝင်ဘာ10ရက်9ရက်နေ့တင်းရက်နေ့များတွင်ဖမ်းမိခဲ့သည်ဟုဖော်ပြထားပါသည်၎င်းတို့16ဦးဒီစကခ30လက်အောက်ခံခမာယ363တင်ရင်နှင့်ခမာယ363တင်ရင်များမှ ဖြစ်ကြပြီး အလန့်ဖြူထောင်းတက်ပြေလက်ရဖန်းစီရမိသူများဖြစ်ကြသည်ဟုဆိုပါသည် နောက်ထပ်စစ်မြေပြင် တစ်ခုဖြစ်သည့်ဘကုန်းတိုင်းပန်းတောင်မြို့နယ်ညောင်ကြီးရောက်ပဝန်းကျင် လေလာတောင်ပဝန်းကျင်အနီးအနားတွင်လည်းနိုဝင်ဘာလ10ရက်နေ့9ရက်နေ့များက စက္ကခ30လက်အောက်ခံခမာယ363တရင်တစ်ခုထဲမှ အလံဖြူထောင်တက်ပြီးလက်ရဖန်းစီရမိသူ စုစုပေါင်း30ရှိခဲ့သည်ဟု ဖော်ပြထားပါသည်2020ခုနှစ်နိုဝင်ဘာလ9ရက်နေ့တွင်လည်းပဲခူးတိုင်းပန်းတောင်မြို့နယ် ကပဇတ်16အနီးရင်ဆိုင်တိုက်ပွဲများအတွင်မှဖတ်စစ်အကြံဖတ်စစ်တပ်မှတတား16ဦးကိုနိုဝင်ဘာ၈ရက်၉ရက်နေ့တင်းရက်နေ့များတွင်ဖမ်းဆီးရခဲ့သည်ဟုဖော်ပြထားပါတယ်။ညောင်ကျေတော့ပဝင်ချင်းလေလာကောင်စင်လန်ကပဇတ်16ပွင့်666တို့အနီးတိုက်ကွိုင်းများကျေပြန့်နေပြီးစစ်မတိုက်လို့တော့ပြည်သူစစ်မှုထမ်းအမနာပြသည်နေတိုင်းလို့လို့ထွက်ပြေးနေကြသည်ထင်လိုက်လံဖန်းစည်းနေရသည်ဟုပြောဆိုပါတယ်။